င်္ဂလာပါခင်ဗျာ MPA သတင်းဌာနကဒီကနေ့မေလ23ရက်မှာရရှိထားတဲ့သတင်းတွေကိုကျွန်တော်ခင်ရန်နန်က တင်ဆက်ပေးပါမယ်တင်ဆက်ပေးမယ့်သတင်းတွေကတော့ဒီပင်းဘုံတင်းတည်ဆုံးသူတွေကိုမြေမြုပ်တကြိုကပ်ပြီးဒဏ်ရာသူတွေကိုကုသဖို့ဆရာဝန်နဲ့ဆေးဝါးလိုအပ်နေတဲ့သတင်းစစ်မှုထမ်းတပ်သားတွေကိုအသေးခံခိုင်းယူတင်မကပဲတပ်တွင်အစေခံအဖြစ်ပါခိုင်းစင်နေတဲ့သတင်းစေအုပ်စုကိုပတ်မှုပေးနေရဟာ လူများအပြောက်ကိုတက်ဖြန့်နိုင်ဖို့ကုညရာရောက်တယ်လို့တန်မက်ကြီးဥကြမိုးထွန်းပြောတဲ့တဲ့ရင်ဖိအားပေးအပြက်ခက်ရက်စဲဖို့ကြိုးပမ်းမှုန့်တွေကိုလက်ခံမှာမဟုတ်ဘူးလို့ NUG ပြောတဲ့တဲ့ရင်ငလျင်ကျောင်းရှားလာတဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုစစ်တကလက်နက်တပွဲအသုံးပြုနေရလို့ NUG ပြောတဲ့တဲ့ရင်2014ခုနှစ်ကမလေးရှားခီးတည်တဲ့လေရင်ကိုရုရှားကပြစ်ရှာခဲ့လို့ကုလသမဂ္ဂလေကျောင်းသွားလာရေးကောင်စီဆုံးဖြတ်တဲ့တဲ့ရင် အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ပထမဦးဆုံးသတင်းတစ်ပုဒ်အနေနဲ့ဒီပင်းရင်ဘုံတင်တည်ဆုံးသူတွေကိုမြေမြုပ်တကြိုခဲ့ပြီးဒဏ်ရာသူတွေကိုကူတာဖို့ဆံဝန်နဲ့ဆေးဝါးလိုအပ်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းဒီပင်းရင်မြို့နယ်အိုထင်းကွင်းရွာစာတင်ကျောင်းဘုံကျဲတိုက်ခိုက်ခံရမှုကြောင့်တည်ဆုံးခဲ့သူတွေကိုဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့မေလာ၁၂ရက်နေ့ဒီကနေ့မေလာ၁၃ရက်တွန်းမှာမြေမြုပ်တကြိုလိုက်ပြီးဖြစ်တယ်လို့သိရပါတယ်။ တည်ဆုံးသူတွေကိုအိုထင်းကွင်းရွာမှာပဲတကြိုခဲ့တာဖြစ်ပြီးတကြိုရဲ့အခါမှာလဲ3ရောက်တခြင်း4ရောက်တခြင်းပုံစံနဲ့တကြိုခဲ့ရတာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်ဘုံထီမှန်တည်ဆုံးခဲ့တဲ့ဆီယမ2ဦးဟာအသက်20အရွယ်နဲ့23နှစ်အရွယ်ရှိတဲ့ရွာခံဆီယမတွေဖြစ်ပြီးဘုံတန်ကြောင့်ထိခိုက်ဒဏ်ရသူတွေအထက်မှာလဲအသက်အန္တရာယ်စွန့်ရသူတွေရှိနေပါတယ် ဘုံနံကြောင်ထိခိုက်ဒဏ်ရာရှိခဲ့ပြီးအရေးပေါ်စစ်ကူသားမှုပေးနေရသူအယောက်60ဝန်းကျင် ရှိတယ်လို့အဲ့ဒီလူနာတွေကိုကူသားဖို့အတွက်ဆရာဝန်အင်အားလိုအပ်ချက်တွေရှိနေတဲ့အပြင်စေဝါးတွေလည်းအရေးပေါ်လိုအပ်နေတယ်လို့သိရပါတယ်။လေကြောင်းတိုက်ခိုက်ခံရတဲ့စာတင်ကြောင်ဟာအိုထင်းကွင်းတောင်ရွာနဲ့မြောက်ရွာကြားမှာတရှိပြီးထိခိုက်သေဆုံးခဲ့ရတဲ့ကျောင်းသားတွေဟာ grade 2အတန်းနဲ့ grade 11အတန်းတွေမှာတက်ရောက်နေသူတွေဖြစ်တယ်လို့သိရပါတယ်။ ဒုတိယသတင်းတပုတ်အနေနဲ့စစ်မှုန်ထံတပ်သားတွေကိုအသေးခံခိုင်းုံတင်မကပဲတပ်တွင်အစစ်ခံအဖြစ်ပါခိုင်းစင်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီတပ်ထဲမှာစစ်မှုန်ထံတပ်သားတက်တွေကိုရှေ့တန်းတွေမှာအသေးခံခိုင်းုံတင်မကပဲတပ်ထဲမှာလည်းအစစ်ခံအဖြစ်ခိုင်းစင်နေကြရလို့သိရပါတယ်။စစ်ကောင်စီတပ်ကစစ်မှုန်ထံတပ်သားတွေကိုလူသားတိုင်းအဖြစ်အသေးခံခိုင်းနေတယ်လို့စစ်တပ်ထဲမှာလည်းအောက်ချက်သိန်းအလုံးမှန်သမျှကို ခိုင်းချင်တယ်လို့ခိုင်းနေကြတာဖြစ်တယ်လို့စစ်ကောင်စီလက်အောက်ကမွန်ပြည်နယ်အစိုးရအဖွဲ့ရုံးနဲ့နှိဆက်သူတဦးထံကသိရပါတယ်။ဒါအပြင်မင်းအောင်လိုင်ကိုယုံကြည်နေတဲ့တရေစစ်သားတွေဟာသူတို့ကိုစားအသေးခံခိုင်းတဲ့အပြင် လက်တူလက်တောင်ခိုင်းစင်နိုင်တဲ့အတွက်စစ်မှုထမ်းတပ်သားတွေရောက်ရှိလာတဲ့အပေါ်ကျဉ်းနှဲနေကြတယ်လို့ဆိုကြပါတယ်။မွန်ပြည်နယ်တထုံမြို့ပေါ်မှာကားနဲ့ကင်းလင်းနေတဲ့စစ်သားတချို့ကတနက်မကင်ထားတာကိုတွေ့ရတယ်လို့ ပေါင်မြွနဲ့ဆင်ရရတခွန်နာကစတက်ဂိတ်မှာလဲစစ်မှုန်ထန်တက်တာတက်တွေကိုတနက်ပေးမကင်တော့ဘူးလို့မျက်မြန်တွေ့သူတွေကပြောပါတယ်။ပြီးခဲ့တဲ့လေးလဝင်းကျင်ကဆက်လို့စစ်မှုန်ထန်စစ်သားတွေကိုကင်းဆောင်ရင်တနက်မပေးတော့ဘူးလို့အလင်းဝင်စစ်သားတွေနဲ့တက်တွင်တည်င်းမြစ်တွေထံကသိရပါတယ်။တတိယသတင်းတပုတ်အနေနဲ့ဆဲအုပ်စုကိုထောက်ပံ့ပေးနေရဟာလူများပြောက်ကိုတက်ဖြတ်နိုင်ဖို့ကုညင်ရာရောက်တယ်လို့တန်မတ်ကြီးဥတုံမိုးထွန်းပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စေအုပ်စုကိုရုပ်ဝတ်ထူးနှံစိတ်တက်ရေးရာအရာထောက်ပံ့ပေးနေတာဟာလူအများပြားတတ်နိုင်စေဖို့ကုညင်ပေးရာရောက်နေတယ်လို့တန်မက်ကြီးဦးကျော်မိုးထွန်းကပြောပါတယ်။မေလာဆနေရနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှကျင်းပခဲ့တဲ့ကုလအစည်းအဝေးတင်းမှာအဲ့လိုပြောကြားသွားခဲ့တာဖြစ်ပြီးတချို့နိုင်ငံတွေကစေအုပ်စုကိုထောက်ပံ့နေကြတယ်လို့လည်းထစ်သွင်းပြောဆိုသွားခဲ့ပါတယ်။မေလာဆနေရကဒီပင်းရဲမြို့နယ်အိုထင်းကွင်းရွာစာတင်ကျောင်းကိုစစ်တပ်ကဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကျောင်းဆရာမနှစ်ဦးနဲ့ ကျောင်းသားကျောင်းသူအယောက်20ကျော်တည်ဆုံပြီးများစွာဒဏ်ရရှိခဲ့လို့လည်းဥကြုံမိုးထွန်းကပြောဆိုသွားခဲ့ပါတယ်။စစ်ကောင်စီတပ်ဟာထောက်လန်းရေးကိုငကိုကလေးကကျွမ်းကျင်ပီးတာစစ်တပ်ဖြစ်တဲ့အတွက်အခုဘုံကျဲရဲ့နေရာဟာစာတင်ကြောင်းကလေးတွေရှိနေရဆိုတာတွေကိုလည်းတည်ရနဲ့တမင်ဘုံကျဲရှားတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။စစ်အုပ်စုကနေ့စဉ်မစင်မရှင်ကျူးလွန်နေတဲ့လေကြောင်းတိုက်ခိုက်မှုတွေက အရက်သားထိခိုက်နင်းနာမှုနဲ့အဆောက်အုံထိခိုက်ပျက်စီးမှုတွေကိုအလင်းမင်းဖြစ်စေပြီးစာတင်ရောက်တဲ့ဆေးရုံတွေဟာထိခိုက်မှုအများဆုံးဖြစ်စေရလို့တန်မတ်ကြီးကပြောပါတယ်။နောက်ထပ်သတင်းတပုတ်အနေနဲ့ဖိအားပေးအပြစ်ခတ်ရက်စေဖို့ကျိုးပန်းမှုတွေကိုလက်ခံမှာမဟုတ်ဘူးလို့ NUG ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ဖိအားပေးအပြစ်ခတ်ရက်စေကျိုးပန်းမှုတွေကိုလက်ခံမှာမဟုတ်ဘူးလို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ယုံပြောခွင့်ရဦးနေပုံလက်က ပြောပါတယ်။ မြန်မာပြည်သူတွေရဲ့ဆန္ဒနဲ့အငြင်းပေါ်ပေါက်လာတဲ့တော်လှန်ရေးအောင်မြင်ဖို့အပြစ်ခတ်ရက်စဲယုံနဲ့အပြစ်မထွက်နိုင်ကြောင်းကိုလည်းဒီကနေ့မှာပြုလုပ်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားခြင်းအစီအစဉ်မှာဥနေဘုံလက်ကပြောခဲ့တာပါဖိအားပေးဆွေးနွေးပွဲနဲ့အပြစ်ခတ်ရက်စဲစင်မှုနေလန့်ကိုအတုံးပြုနေရတာလဲရရှိအတွက်အကျိုးမရှိပဲအခြေအနေကိုပုံမရှုပ်ထွေးစေသလိုတိုင်းရင်းသားအင်အားစုတွေအချင်းချင်းကြားမှာလဲတွေ့ကွင်းမှုတင်းမာမှုတွေကိုဖြစ်စေနိုင်တယ်လို့ဆိုပါတယ် စစ်မှန်တဲ့ပြည်ခက်ရစင်မှုတွေအတွက်ကျင်းဝင်းစည်းကမ်းတွေသဘောတူညီချက်တွေလိုအပ်ပြီးကျင်းဝင်းသဘောတူညီချက်တွေကိုလိုင်းနာဆောင်ရွက်တာမျိုးရှိမရှိကိုနိုင်ငံတကာကစောင့်ကြည့်လေ့လာဖို့လိုအပ်တယ်လို့ချိုးဖောက်သူတွေကလည်းအရေးယူမှုတွေပြုလုပ်ရမယ်လို့ပြောပါတယ်။စစ်အုပ်စုဟာနျူကလ িয়ার စွန့်အံသုံးဓာတ်အားပဲဆက်ယုံလို့လုပ်ငန်းစာရှုပ်တွေနဲ့တိုင်းပြည်ကိုအမျောအမြင်နှဲစွာအသုံးချနိုင်မှုက ဒေသရွယ်နိုင်ငံတွေရဲ့လုံခြုံရေးနဲ့တည်ငြိမ်အေးချမ်းရေးကိုပါထိပါလာနိုင်တဲ့အတွက်ဒေသရွယ်နိုင်ငံတွေကတော်လင်းအင်အားစုတွေနဲ့အတူရက်တီကအလေးထားတုံ့ပြန်ကြဖို့တိုက်တွန်းထားပါတယ်။ဆက်လက်ပြီးငလင်းအကြောင်းရှားလာတဲ့လူသားစာနာအကူအညီတွေကိုစစ်တပ်ကလက်နက်တပွဲအသုံးပြုနေရလို့ NUG ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ငလင်းအကြောင်းရရှိလာတဲ့လူသားရဲစာနာထောက်ထားမှုအကူအညီတွေကိုစစ်အုပ်စုကလက်နက်တပွဲအသုံးပြုနေရလို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကပြောပါတယ်။ စစ်ကောင်စီဟာမက်ရှလန်28ကလှုပ်ခတ်ခဲ့တဲ့စကိုင်းငလျင်ကြီးကိုအကြောင်းပြုပြီးနိုင်ငံတကာပြည်တွင်းကုမ္ပဏီတွေနဲ့ခရိုနင်တွေထံကစုစုပေါင်းအမေရိကန်ဒေါ်လာ192.86တန်းအပြင်စာနေခါအတုံးဆောင်စေဝါနဲ့အရေးပေါ်လိုအပ်နေတဲ့ပျက်စီအမြောက်များရရှိခဲ့လို့ဥနယ်ဘုံလက်ကဆိုပါတယ်နိုင်ငံတကာပေးပို့တဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုကောင်းစွာစီမံခန့်ခွဲပို့ဆောင်တာမျိုးမရှိဘဲဖြစ်တယ်လို့စုပုံထားတယ်လို့ ငလျင်တန်တင့်ပြည်သူတွေနားခုဖို့ နေရာတွေကိုလည်းလုံလောက်အောင်မစီမံနိုင်တဲ့အပြင်ပြည်သူတွေကဖြစ်သလိုတဲထုံးနေကြရတယ်လို့ထောက်ပြပါရယ်ငလျင်ကြီးလောက်ကပ်ပေတလောက်ခွဲကျော်ကာလအတွင်းမှာလည်းလေကြောင်းတက်ခမ်းမှုကြောင့်လူနေအိမ်900ကျော်စာတင်ကျောင်း60ကျော်ဖုန်ကြီးကျောင်း20ခရီးရန်ဖျားကျောင်း၄ကျောင်းနဲ့ပလီတလုံးတို့ထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါရယ် စစ်ကောင်စီတပ်ဟာပြည်သူကိုဥတည်တိုက်ခိုက်တဲ့လေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကိုကျွာတွေကိုစစ်ကြောင်းထုံးမှုတွေမိရှိုးဖျက်ဆီးမှုတွေကိုနေ့စဉ်ရက်ဆက်လှုပ်ဆောင်နေပေမဲ့နိုင်ငံတကာမှာမျက်နှာပန်းလှစေဖို့ဟန်ပြအပြစ်ခတ်ရက်စေထုတ်ပြန်ချက်တွေကိုထပ်တိုးထုတ်ပြန်နေတာဖြစ်ပါတယ်နောက်ဆုံးနိုင်ငံတကာသတင်းတပုတ်အနေနဲ့2014ခုနှစ်ကမလေးရှားခီးတည်တင်လေရင်ကိုရုရှားပြစ်ရှခဲ့လို့ကုလသမဂ္ဂလေကြောင်းသွားလာရေးကောင်စီဆုံးဖြတ်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကုလသမဂ္ဂအဖွဲ့ရဲ့အပြည့်ပြည့်ဆိုင်ရာမြို့ပြလေကြောင်းတွားလာရေးကောင်စီဟာ2014ခုနှစ်ကယူကရိန်းနိုင်ငံလေပိုင်နက်အတွင်းပြန်တန်းနေတဲ့မလေးရှားခရီးသည်တန်းလေယာဉ်ကိုပစ်ချောင်းမုံအတွက်ရုရှားမှတာဝန်ရှိတဲ့အကြောင်းတလင်းလာနေကဆုံးဖြတ်ခဲ့လို့နေသာလန်နဲ့ဩစတြေးလျအစိုးရတွေရဲ့တရားထုတ်ပြန်ချက်တွေအရသိရပါတယ်။လေယာဉ်ပစ်ချောင်းခံရတဲ့ဖြစ်စဉ်မှာ နယ်သာလန်နိုင်ငံသား196ဦးနဲ့ဩစတြေးလျနိုင်ငံသား38ဦးအပါအဝင်တခြားခီးတင်တဲ့လေယံအဖွဲ့သားစုစုပေါင်း298ဦးတစ်ဆုံခဲ့ရတာပါအစိုးရနှစ်ရက်စလုံးကအပြည်ပြည်ဆိုင်ရာမြို့ပြလေကြောင်းတွားလိုက်ရေးကောင်စီဟာလာမယ့်ရက်သက်တပတ်တွေအတွင်းရော်ဂျေးပေပိုကိစ္စနဲ့ပတ်သက်ပြီးစဉ်းစားသွားဖို့ရှိရလို့လည်းထုတ်ပြန်ထားပါတယ်2022ခုနှစ်နိုဝင်ဘာလမှာနယ်သာလန်တရားသူကြီးတွေကလေယံပြေရှားမှုမှာပါဝင်ခဲ့တဲ့ရုရှားနိုင်ငံသား2ဦးနဲ့ယူကရိန်းနိုင်ငံသား1ဦးကို လူသက်မှုကျူးလွန်ကြောင်းမျက်ကွယ်ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ရုရှားအစိုးရကတော့အခြေအမြင့်မရှိဘဲအမိန့်ချတာဖြစ်ကြောင်းဆွတ်ဆွေခဲ့ပြီးနိုင်ငံသားတွေကိုလွှဲပြောင်းပေးဖို့ညှင်းဆန်ခဲ့ပါတယ်။ဒီရှင်နေနဲ့ပတ်သက်ပြီးကနေဒါနိုင်ငံမွန်ထရီယယ်မြို့မှာအခြေစိုက်တဲ့မြို့ပြလေကြောင်းအဖွဲ့ချုပ်ကတော့တုံ့ပြန်ပြောကြားခဲ့ခြင်းမရှိပါဘူး။ဒီအမှုကိုဩစတြေးလျနဲ့နယ်သာလန်နိုင်ငံတို့က2022ခုနှစ်မှာစတင်တင်သွင်းခဲ့ရပါနယ်သာလန်နိုင်ငံသားရွေးဝင်ကြီးကက်စပါဘေကန်ကတော့ဒီဆုံးဖြတ်ချက်ဟာ MH17 လေယာဉ်မှာ လိုက်ပါလာတဲ့တစ်ဆုံးသူတွေမိသားစုဝင်တွေနဲ့ရှစ်ခင်ရသူအလုံးအတွက်အမှုန်မှန်ပေါ်ပေါက်ဖို့နဲ့တရားမျှတမှုတာဝန်ယူမှုတာဝန်ခံမှုရှိစေဖို့အတွက်အရေးကြီးတဲ့ခြေလှမ်းဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ MP ရဲ့တနစ်တာထူကြတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါခင်ဗျာ။